မင်္ဂလာပါရှင်ခစ်တဲ့တရင်ဌာနကနေတရင်များကို တင်ဆက်ပေးလျက်ရှိပါတယ်ပထမဦးဆုံးငလင်အတွက်အလူငွေများစွာရရှိပေမဲ့စစ်ကောင်းဆောင်ကကျပ်125ဘီလီယံသာပေးသေးတယ်လို့ဒုစစ်ကောင်းဆောင်ပြောတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အင်းအပြင်စကိုင်းမြင်ကလေးကြောင့်ပျက်စီးဆုံးရှုံးခဲ့မှုအတွေ့နိုင်ငံတကာအကူအညီတွေအပြင်ပြည်တွင်းပြည်ပအလူငွေများစွာရရှိခဲ့ပေမဲ့စစ်ကောင်းဆောင်ကကျပ်125ဘီလီယံကိုသာစကိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်တို့ကိုပေးခဲ့တယ်လို့မနေ့က AB 25ရက်ကကျင်းပတဲ့အမျိုးသားတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာဒုစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောကြားခဲ့ပါတယ်။ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာဆက်ရန်တရားများအပြင်လိုအပ်ချက်တွေအသုံးပြုနိုင်ဖို့နဲ့ လင်စွာကဲတင်နိုင်ဖို့အတွက်စစ်ကောင်းဆောင်ကအမျိုးသားတဘာဝဘီယန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကနေသခိုင်းအတွက်ငွေကျပ်50ဘီလီယံမန္တလေးတိုင်းအတွက်ငွေကျပ်60ဘီလီယံနေပြည်တော်အတွက်10ဘီလီယံနဲ့ရှမ်းပြည်အတွက်9ဘီလီယံကိုထပ်မံပေးအပ်ခဲ့လို့ဆိုပါတယ်ပြည်တွင်းပြည်ပစေတနာရှင်အလူရှင်တွေကအစိုးရနဲ့သက်ဆိုင်ရာပြည်내နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကိုအလူငွေများပေးအပ်ရာဧပြီလ24ရက်နေ့အထိ တသိန်းတသောင်း9896ဘီလီယံကျော်အမေရိကန်ဒေါ်လာနှစ်တသမ43ခွန်တန်းကျော်ကိုရီးယားဝမ်9တန်းအိန္ဒိယရူပီ15တန်းထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ3150လို့ကိုလက်ခံရရှိထားပြီးအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစည်းရင်းနဲ့ထည့်သွင်းထားတယ်လို့ဒုစစ်ကောင်ဆောင်ကပြောခဲ့တာပါ စေကောင်းဆောင်အနေနဲ့ငလင်စတင်ဖြစ်ပွားချိန်မှာနိုင်ငံတကာကိုအကူအညီတောင်းခံတာကြောင့်နိုင်ငံပေါင်း26နိုင်ငံကနေယနေ့အချိန်ထိလေယာဉ်ပေါင်း148စင်းသင်္ဘော80မော်တော်ယာဉ်23စီးတို့နဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း2095ဦးရောက်ရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ထောက်ပံ့ရေးပစ္စည်းတန်ချိန်2635.6နှစ်တန်နဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1169.1နှစ်တန်စုစုပေါင်းတန်ချိန်3833.84တန် ံပေးဖို့လှူဒန်းကူညီခဲ့ကြတယ်လို့လည်းအာနာသိန်းဒုစစ်ကောင်ဆောင်ကဆိုပါတယ်။ AB 25ရဲ့စည်ရင်းနေအရာမြင်းငလင်တန်းကြောင့်တိတ်ဆုံးသူ3963ဦး၊ဒဏ်ရာရရှိသူ9109ဦး၊ပျောက်ဆုံးသူ110ဦး၊နိုင်ငံပေါင်း6နိုင်ငံကစေကူတရဲ့အဖွဲ့ဝင်အင်အား338ဦးနဲ့စကိုင်းမန္တလေးနဲ့နေပြည်တော်တို့မှာနိုင်ငံအလိုက်အဖွဲ့များခွဲကယာယီစေးရုံစေကမ်းများဖွင့်လှစ်ပြီးအရေးပေါ်ကူတာမှုနဲ့ဂျမ်းမာရေးစောင့်ရှောက်မှုတွေလှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ တယ်။အင်အားပြင်းမြေငလင်ကြောင့်နေပြည်တော်အပါဝင်ပြည်နယ်နဲ့တိုင်းဆက်ကုမှာ AB24 ရဲ့ကနဦးစင်းနေအရာလူနေအိမ်63854လုံး၊စာတင်ကျောင်း6852ကျောင်း၊ဘုံကြီးကျောင်းနဲ့တိလရှင်ကျောင်း9484ကျောင်း၊ဇေဒီပထို9342စုအခြားဘာသာရေးအဆောက်အဦ613လုံး ဈေးရုံဈေးကန်986လုံး၊ရထားလမ်း56ခု၊လမ်း290ခု၊အမြန်လမ်းပိုင်း198ခု၊စေတမန်986ခု၊တရား192စင်၊ထရန်စပေါ်မာ353လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ပြည်တွင်းပြည်ပထောက်ပံ့ပေးသည့်ပျက်စီးတွေကိုအယံမထားပဲပြည်ပနိုင်ငံတွေကပေးပို့တဲ့ကယ်ဆယ်ရေးပျက်စီးနဲ့ထောက်ပံ့ရေးပျက်စီးစုစုပေါင်းတန်ချိန်3833.84တန်ကိုရောက်ဖြန့်စနစ်နဲ့ဖြန့်ဝေပေးခဲ့ တယ်လို့ဒုစစ်ကောင်ဆောင်ကဆိုပါတယ်စစ်ကောင်စီကမြို့ပေါ်မှာတောင်းကူညီတာတွေကသူတို့နီးစပ်ရာလမ်းမကြီးတွေရှင်းတာလောက်ပဲကူညီတာပါမြို့ကန်တွေကိုကူညီတာမရှိသလောက်ပဲလို့စကိုင်းမြို့ကန်တွေကပြောပါတယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ကလေးကြောင့်ပြည်내နဲ့တိုင်းဆက်ကအင်တောင်စု3,2865စုလူဦးရေ 632206ဦးငလင်ပင်းကြုံတွေ့ခဲ့ကြရပြီးအေဗီလာ23ရက်နေ့အထိကဲဆယ်ရေးစခန်135ခုကို ပြောင်းရွှေ့နေထိုင်သူ48656ဦးရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေထိုင်သူ35239ဦးငလင်ပင်းတင်ခဲ့ပေမဲ့နေအိမ်မှာနေထိုင်လို့ရတဲ့အတွက်ဆက်လက်နေထိုင်သူ4320133 တစ်ဦးရှိခဲ့တယ်လို့လည်းဆိုပါရယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာစစ်ကောင်စီအနေနဲ့ဆောင်ရွက်ပေးတင်တာကိုဆောင်ရွက်ပေးသွားမှာဖြစ်ပြီးပြည်သူတွေအနေနဲ့မိမိတို့တက်နိုင်တာကိုတပိုင်းတနိုင်လှုပ်ဆောင်သွားရမှာဖြစ်တယ်လို့အမျိုးသားတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌစစ်ကောင်စီဒုခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကပြောဆိုခဲ့ကြောင်းသိရပါရယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုတိုက်ပွဲမှာစစ်ကောင်စီဘက်ကတရက်အတွင်းလက်နက်ကြီးအကျဉ်းတရာကျော်ပစ်ခတ်တိုက်ခိုက်အစိမ့်ငွေဘုံးနဲ့ပါဘုံးကျဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းမြောက်နောင်ချုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တပ်အန်တက် GNLA ကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတရက်အတွင်းလက်နက်ကြီးတရာကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရှေတန်းစစ်မြေပြင်မှာရှိနေသူတွေကပြောပါရယ်။နောင်ချုံမြို့နယ်မဲပုတ်ကျေးရွာကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမနေ့က AB 25ရက်မှာနောင်လင်းရွာထိရောက်လာပြီးရွာအတွင်းကနေရာတချို့ကိုလည်းစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါရယ်။ မနေ့ကနောင်လယ်မှာတရက်သေးကိုစစ်ကောင်စီကဘုံလုံးတရာကျော်တောင်ကျဲတာဒီနေ့လဲတိုက်ပွဲတွေဆက်ဖြစ်နေတဲ့နောင်လယ်အခြေအနေကစစ်ကောင်စီဘက်ကစတင်ကြောင်းဖုန်ကြီးချောင်းကိုပြန်ရပြီးဂျန်တဲ့နေရာတွေက TNL ထိန်းချုပ်ထားတယ်လို့ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတအူကပြောပါရယ်ဒါအပြင် AB 24ရက်နေ့မှာလဲအုံမတိကျေးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကအစိမ့်ငွေဘုံရှစ်လုံးအုံပြူတိုက်ခိုက်ခဲ့ကြောင်း TNL ကထုတ်ပြန်ပြောဆိုထားပါရယ် ်ရှေ့တန်းမှာရှိနေတဲ့နောက်ထပ်သတင်းရှင်းမြစ်တုံးကလည်းအစိမ့်ငွေဘုံသုံးတာကဒီတစ်ပတ်လုံးလုံးသုံးတာမဟုတ်ဘူးမီးမတွက်နိုင်အောင်ကိုသုံးနေတာအခုတနအိကျော်မှာပဲတိုက်ပွဲဖြစ်တဲ့နေရာမှာဂျက်ဖိုင်တာတွေနဲ့လာချသွားတယ်လို့ပြောပါရယ်စစ်ကောင်စီတပ်ဟာလက်လွတ်ထားရတဲ့နောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အုံမတိကနေထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့တောင်ခန်းကနေလည်းထိုးစစ်ဆင်တိုက်ခိုက်နေပါရယ်တောင်ခန်းကျေးရွာမှာစစ်ကောင်စီရဲ့အမြောက်တပ်စကန်ကုတ်ကဲမှုဌာနချုပ်900နှစ်တက်အပါဝင်အမြောက်တပ်ဒက်စကန်နေဖြစ်တဲ့350 က်လေး206နဲ့406တက်တွေအခြေချတက်ဆွဲထားတာဖြစ်ပါတယ်။ TNL ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဘက်ကအေဘီလာတလလောအပြည့်ရဲ့အကြောင်းထုတ်ပြန်ထားသလိုစစ်ကောင်စီတက်ကလည်းအေဘီလာကုန်ထီအပြည့်ရဲ့မယ်လို့ကြေညာထားပေမဲ့လေကြောင်းနဲ့တိုက်ခိုက်တာထိုးစစ်စင်နာရီဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ ပြည်သူအပေါ်အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုပေးနေသောဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူ့ခုံရေးစုရှင်အဖြစ်ရွေးချယ်လိုက်ကြောင်းပြည်သူ့ခုံရေးအသင်းကသတင်းထုတ်ပြန်ပါတယ် 2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်အသိဂုဏ်ပြုသူအဖြစ်အကျဉ်းချခံရသောပြည်သူ့ခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သည်သူမ၏ဘဝတလျှောက်လုံးမြန်မာနိုင်ငံနှင့်ပြည်သူများအပေါ်ထားရှိသောအနစ်နာခံမှုမေတ္တာတရားနှင့်နိုင်ငံရေးဥဆောင်မှုများအပေါ်ကျေးဇူးတင်စကားဆိုခြင်းနှင့်အကြံဖက်ဆက်အာနာရှင်ကိုဒူးမထောက်ဘဲကြံ့ကြံ့ခံတွန်းလှန်နေသည့်စိတ်ခွန်အားများကိုဥညွတ်ဂုဏ်ပြု ူချင်းလေးဖြစ်ကြောင်းအသိပေးထားပါတယ်။မတရားဖန်စီထိမ့်သိမ်းခံနေရသောဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ကုံရေးအသင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်သူ့ကုံရေးအသင်းကသတင်းထုတ်ပြန်ထားကြောင်းသိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်တင်ကတော့ AA နဲ့ဆက်သွယ်၍ဆိုပြီး EAWRI မှာစီးပွားရေးလုပ်ငန်းရှင်9ဦးအပါ12ဦးဖမ်းဆီးခံထားရတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ အရခတက်တော်အေအေနဲ့ဆက်သွဲထောက်ပံ့၍ဆိုပြီး ARD တိုင်းဒေသကြီးငတိုင်းချောင်းမြို့မှာစီးပွားရေးလုပ်ငန်းရှင်၉ဦးအပါအဝင်၁၂ဦးဖမ်းဆီးခံထားရကြောင်းဒေသခံများ၏ပြောဆိုချက်အရသိရပါတယ်။အရခတက်တော်အေအေထိန်ချုပ်ထားသောရခိုင်ပြည်သူကုန်ပစ္စည်းများတင်ပို့ပြီး AAR ထောက်ပံ့ပေးသည်ဟုဆွဆွဲချက်ဖြင့်အာနာသိန်းစစ်ကောင်စီက၎င်းတို့ကိုဖမ်းဆီးစစ်ဆေးနေကြောင်းဆိုပါတယ်။၎င်းတို့ကို AB လ၁၉ရက်မှ၂၁ရက်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးငတိုင်းချောင်းမြို့ကနမေကြီးပွဲရုံ င်တစ်ခုဖြစ်သည့်ရွှေပြည်အေးပွဲယုံမှလုပ်ငန်းရှင်များပါဝင်ကြပါသည်စီးပွားရေးလုပ်ငန်းရှင်၉ဦးအပါအဝင်၁၂ဦးနှင့်၂ဦးမှဆိုင်ကယ်ကယ်ရီမောင်းသူများဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ PDR ထောက်ပို့လုပ်သည်ဆိုပြီးဖမ်းဆီးခံထားရခြင်းဖြစ်ပါသည် စီးပွားရေးလုပ်ငန်းရှင်များနဲ့ဆိုင်ကယ်ကယ်ရီမောင်းသူနှုတ်ကိုရေကြီးမြို့နယ်ရဲစခန်းတွင်ထိမ့်သိမ်းထားရှိပြီးစစ်ကောင်စီကစစ်ဆေးမေးမြန်းနေကြောင်းနဲ့မိသားစုဝင်များကတွေ့ဆုံခွင့်မရသေးကြောင်းပြောဆိုထားကြပါတယ်။စစ်ကောင်စီက2025ဖေဖော်ဝါရီလ17ရက်နေ့တွင်လည်းစက်သုံးစီရောင်းဝယ်သူလုပ်ငန်းရှင်သုံးဦးကို PDF ထောက်ပို့ဟုဆွဆွဲကဖမ်းဆီးခဲ့ပြီးတအူးလည်းငွေကျပ်3900တောင်းယူကပြန်လွတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။